ဟာလလုယာရခင်ကျေးဇူးတော်ချီးမွမ်းပါတယ်ချက်တော်ကြီးကိုမောင်တို့မဒီနေ့ကျွန်တော်တို့အရောက်တိုင်းရဲ့အသက်တာထဲမှာဖယားသခင်ကကျွန်တော်တို့ယုံကြည်သူရော အမှုတော်ဆောင်ရောအားလုံးကိုကောင်းကြီးခံစားဖို့နီလန်းနေချထားပြီးသားကောင်းကြီးမင်္ဂလာလဲပေးပြီးသားပေးပြီးသားဆိုတော့ကောင်းကြီးမင်္ဂလာထဲမှာတော့မနော်ပြည့်စုံတဲ့ကောင်းကြီးကောင်းကြီးမင်္ဂလာဤပြည့်စုံခြင်းဆိုတာအေဝံဂေလိတရားထဲမှာပါတယ် ဆက်ကျွန်တော်တို့ဖယားရှင်ကကောင်းကြီးခံစားစေခြင်းတော့ကြောင့်အေးဥင္လီတရားထားတာ။ Okay ။တခင်ယေရှုကောင်းကင်တက်ကြွကနီးမှာမှားခဲ့တဲ့စကားအစ်မတန်အရေးကြီးပါတယ်။အရေးကြီးပါတယ်။ရှင်မာကုခန်းကြီး16အပိုင်ငယ်15သင်တို့ဒီလောကီနိုင်ငံအယက်ယက်ရှိသမျှတို့သွား၍ဝေနေယတတဝအပေါင်းတို့အားအေးဝင်ကလေးတရားကိုဟောကြလော့တခင်ယေရှုကတပည့်တွေကိုမှားတယ် တင်တို့ဟာတဲ့လောကီနိုင်ငံအရရရှိသမျှကိုသွားလူမျိုးတကာကိုအေးဥငလိတရားဟောပါအေးဥငလိတရားဟောပါကြည်ပါအေးဥငလိတရားထဲမှာဘာပါလဲကောင်းကြီးမင်္ဂလာပြည့်စုံခြင်းကောင်းကြီးမင်္ဂလာလို့မပြောဘူးကောင်းကြီးမင်္ဂလာပြည့်စုံခြင်းပြည့်စုံတယ်နော်ပြည့်စုံတယ်ကောင်းကြီးမင်္ဂလာအဲ့ဒါတွေကအေးဥငလိတရားထဲမှာပါတယ်အဲ့တော့ဒီနေ့အေးဥငလိလောက်ပါအေးဥငလိဝေငှပါ တတ်သေးခံပါဘာကြောင့်လဲအဲ့ထဲမှာကောက်ကြီးမင်္ဂလာပါတယ်ဒီနေ့အေယုန်ဂလီလုံနေတာကကောက်ကြီးပဲကောက်ကြီးပဲနော်ဒါကြောင့်မလို့အေယုန်ဂလီလုံဖို့အင်မတန်မှအရေးကြီးတယ်ဒါကြောင့်လဲမှားထားတာဖြစ်တယ်အေယုန်ဂလီသွားပါအေယုန်ဂလီလုံပါအဲ့ဒီအေယုန်ဂလီထဲမှာကောက်ကြီးရှိတယ်တကယ်ပဲတခရယေရှုနောက်လိုက်ဒဗိတော်တွေကိုယေရှုဒါပဲမှားတယ်အေယုန်ဂလီလုံရင်ကောက်ကြီးမင်္ဂလာပြည့်စုံလာမယ် တပြေးပြေးဖျားခင်မဆာရင်ခန်းစားလာရဒါပေမဲ့တတိထာရမှာကအေးဝံကလေးလှုပ်ရင်လှုပ်ရင်နဲ့အောင်မြင်လာတယ်တနည်းပြောမယ်ဖျားကောက်ကြီးခန်းစားလာတယ်ဝမ်းမြောက်ခြင်းနဲ့ရလာတယ်အဲ့ဒီခါမှာကြာတော့လေလူကဘာဖြစ်သွားသလားအေးဝံကလေးဆိုတာနာမည်ပဲရှိတော့တယ် အဲ့ဒီအေယုံကလေးတရားတွေမှာကျင့်တတ်ပြီးပျော်ပြီးတော့မှအဲ့ဒီယုံကြည်သူတွေနဲ့ပဲတခြင်းဆိုလိုက်စားလိုက်တောက်လိုက်ဖျားရှိခိုးလိုက်ဆူတောင်းလိုက်ဘာသာရေးဖြစ်သွားတတ်တယ်ဖြစ်သွားတတ်တယ်ဖြစ်တယ်မပြောဘူးဖြစ်သွားတတ်တယ်အေယုံကလေးမလုပ်တော့ဘူးနာမည်ပဲရှိတယ်အေယုံကလေးဆိုတာအဲ့ဒီမှာသူတို့ကျင့်တတ်ပြီးပျော်နေတာအဲ့ဒါကို comfort zone လို့ခေါ်တယ်အဲ့ဒီမှာတတ်တောက်တတ်တာနေသားကြသွားကြတယ်အရင်တော့ကတော့ ဘလောက်ခက်ခက်အေငူဒီလုံးတယ်အေငူဒီလုံးလို့မောက်ထုတ်ခံရတယ်ပျော့တယ်ဟာလေလုယာပဲအေငူဒီလုံးလို့ဟလာအခက်ခဲတွေ့တယ်ပျော့တယ်ဟာလေလုယာပဲဘာလို့လဲအေဝံဂေလိထဲမှာတောက်လောင်နေတဲ့အချိန်လေအရောက်ဝမြောက်တယ်အခုတော့ကိုလဲစားဖို့တောက်ဖို့အဆင်ပြေနေစရာလဲအဆင်ပြေဟလာစီးဖို့မော်တော်ကားလဲအဆင်ပြေအေငူဒီလဲတိတ်မလုံးတော့အေငူဒီလုံးတဲ့လူလဲအထင်မကြီးတော့ကိုယ်တိုင်လဲအေငူဒီထဲမှာပါဝင်တော့ တတ်တောက်တတ်တာနေသားကြသွားကြပြီကျင်းတော်ဒါမျိုးအခုခေတ်လည်းရှိတယ်အသင်းတော်တွေမှာပြောတတ်တောက်တတ်တာနဲ့ဟာလားနာမည်တော့အေယုန်ကလေးဆရာနာမည်တော့တရားဟောဆရာအေယုန်ကလေးကမထွက်ဘူးပင်ကစေတနာနဲ့မသွားတော့ဖခင်ကတင့်ကိုပါလဲဝေဒနာနဲ့သွားခိုင်းရတယ်ဖခင်ကြောင့်မသွားရဘူးပြောတာမဟုတ်ဘူးဖះเจ้าน่ะကဲပြီးခိုကက်စားတောက်ပြီးတော့မှဖះเจ้าကကိုယ့်ရဲ့ထမင်းအိုဖြစ်မသွားနဲ့ဟုတ်လား တကယ်ပဲအေယုန်လီထဲမှာတကယ်စေတနာနဲ့ပါဝင်ကြပါဝမ်းမြောက်ခြင်းခံစားရမယ်ပြည့်စုံတဲ့ကောင်းကြီးခံစားရမယ်အကယ်၍သင်ဒီအေယုန်ကလေးတွေသင်ကိုဘုရားခေါ်ထားတယ်သင်အေယုန်ကလေးကိုစေတနာနဲ့မလုပ်ရင်နောက်ဆုံးတော့ဝေဒနာရပြီးတော့လောက်ရမှာဖြစ်တယ်အဲ့ကြရင်လည်းသူများပြောင်းလဲမှာပဲနမိတ်လက္ခဏာဖြစ်မှာပဲဒါပေမဲ့သင်ရဲ့အတ္တဓာတ်မှာအဲ့ဒီကောင်းကြီးမင်္ဂလာဆိုတဲ့ဝမ်းမြောက်ခြင်းသင်ခံစားရမှာမဟုတ်ဘူးစေတနာနဲ့လှုပ်လို့ကောင်းကြီးခံစားရတော့လဲပဲ ဝေဒနာနဲ့လှုပ်တဲ့အခါမှာလုပ်ငန်းတော့အောင်မြင်တယ်ကိုတွေ့ကောင်းကြီးမင်္ဂလာတိတိကျကျမဖြစ်ဘူးဒါကြောင့်မလို့ဒီနေ့ online ကခွန်အားယူနေတဲ့မိဘညီကိုမောင်နှမများကိုအားပေးခြင်းနဲ့တစ်ချိန်လုံးကပြောင်းလဲလာတယ်ပြောင်းလဲခါစားမှပြင်းထန်နေလှုပ်တယ်ကြာလာတော့ comfort တတ်တော့တတာဖြစ်သွားတယ်ဘာမှအင်္ဂလီလည်းမလှုပ်တော့ဘူးအိုက်ကြရဲ့ဖရဲခင်ကတင့်ကိုပါလဲဝေဒနာနဲ့လှုပ်တဲ့အချိန်နေဆက်ရောက်သွားတတ်တယ်เนาะဒါကြောင့် စေတနာနဲ့လုံမလားဝေဒနာနဲ့လုံမလားကြိုက်တာရွေးပါအေဝံဂေလိတရားကိုတော့လုံကိုလုံရမှာဖြစ်တယ်အာမင်ဒါကြောင့်အခုချိန်မှာတတ်တော့တတ်တာဘဝမှာကျင့်နဲ့နေတော့သူများရှိရင်ခတ်မြန်မြန်နောင်တရကြပါဒါကြောင့်ငါကတော့ဝေဒနာနဲ့မသွားနိုင်ဘူးဟဲ့စေတနာနဲ့ပဲသွားမယ်ဆိုပြီးနှလုံးသားကိုပြင်ဆင်ပြီးအတ္တတာကိုစက်ကတ်ခြင်းနဲ့သူများရှိရင်ရှိတဲ့နေရာမှာမတ်တရရပါကျွန်တော်နဲ့အတူဆုတောင်းရအောင်အဖကတော့ကိုကျေးဇူးတင်တယ် ကိုယ်တော့ကောင်းမြတ်တဲ့ဖရာဖြစ်ပါတယ်ကျေစုပြုတဲ့ဖရာဖြစ်ပါတယ်ကျွန်တော်မာစာရောက်တိုင်းရဲ့အသက်တာကိုကိုတော့ကျေစုပြုပါတရှင်သောဝိညာဉ်တော်မာစာပါကိုတော့လက်တော်စံတန်းပါကိုတော့ဘုံတော်ထေရှားစေပါတကောတော်နဲ့မာစာပါကြီးသောအမှုကိုဖရာရှင် ပြုတော်မူပါအိုဖရာရှင်လက်တော်ရဲ့အနန္တဖပြန်လဲပြီးမှအေဦးလေးထဲမှာတောက်လောင်ရတဲ့အခွင့်ကိုပေးပါဖရာရှင်စွဲခေါ်ပါစေတနာနဲ့အုံဒီဟောတော်သူတွေဖြစ်စီပါအရှင်ယေရှုနာမ၌ယိုသေးစွာဆုတောင်းပါတယ်ဖဖျား Amen. Amen. the name of the Tuamala. of anane Tuamala. Amen. God bless you.